မင်္ဂလာပါရှင်ကျမတို့ဝန်ဒီပါ DV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မတ်လအတွင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးကုန်ထုတ်လုပ်မှုထိခိုက်ခဲ့ရပြီး2025-2026ဘဏ္ဍာနှစ်မှာစုစုပေါင်းပြည်တွင်းအသက်တင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာနှစ်တသမ900ခန့်လုံးကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းလိုက်ပါတယ်ဂျွန်လာစနေရနေ့ကထုတ်ပြန်ခဲ့တဲ့စီးပွားရေးအစီရင်ခံစာတက်မှာအခုလိုခန့်မှန်းထားတာဖြစ်ပါတယ် အာနာသိမ့်မိခရေရဖြစ်ပွားနေတဲ့ပဋိပက္ခတွေနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ခိုင်မာမှုမရှိတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာငလျင်ကြောင့်အထိနာခဲ့ပြီး COVID-19 ကာလမတိုင်ခင်ကစီးပွားရေးအခြေအနေအောက်ကို73ရာခိုင်နှုန်းရော့ကျမယ်လို့လည်းကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်ငလီညောက်ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ17ဘီလီယံရှိတယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးအဲ့ဒီပမာဏဟာမြန်မာနိုင်ငံ GDP ရဲ့14%နဲ့ညီမျှတယ်လို့ဆိုပါရယ် ငလျင်ကျောက်ကုံစင်းနှုတ်နေဇက်တိုက်မြင့်တက်နေပြီးငွေကြေးဖောင်းပွားမှုတွေဟာလည်း34ဒသမ1ရာခိုင်နှုန်းရှိနေတယ်လို့2024ခုနှစ်မှာ31ရာခိုင်နှုန်းရှိနေခဲ့တဲ့ဆင်းရဲမွေးတိမ်မှုနှုန်းဟာ2ဒသမ6ရာခိုင်နှုန်းထပ်မံမြင့်တက်သွားတယ်လို့ကမ္ဘာပံကခန့်မှန်းထားပါတယ်ရှင်တိုက်ပွဲကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ပေါ်ကပြည်သူတွေအာလုံးနီပါစစ်ပေးတိမ်းရှောင်နေရပြီးစာနေအခါကြီးပြက်လက်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNN နဲ့တအန်းတက်ထင်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ခုနှစ်မိုင်အကွာမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ TNN နဲ့ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒါကြောင့်နောင်ချုံမြို့ပေါ်ရက်ွက်တွေနဲ့တိုက်ပွဲဧရိယာတွင်းမှာကြားရောက်နေတဲ့ကြီးရွာတွေကအရက်သားပြည်သူအလုံးကြီးပါဟာစစ်ဘေးတိမ်းရှောင်နေကြရတာပါ။ နောက်ဆုံးမှာလေနဲ့လဲနေတိုင်းလာထူတာဟုတ်ဒါထူတာနှက်တာတွေဟာနောက်ဆုံးမှာပြည်သူလူကမရှိသလောက်ကိုရှားရသွားပြီနောင်ချုံမြို့နယ်ကထောင်ထဲချီတဲ့စစ်ဘေးရှောင်တွေဟာနောင်ပိန်နဲ့ကြောင်မဲမြို့နယ်ဘက်ကိုတင်းရှောင်နေကြရတာပါ တချို့ဆိုရင်စားနပ်ရိက္ခပြက်လက်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရလို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ် ဒီကုံလေးစီစဉ်မှုတွေလည်းနောင်ချိုကြအကုန်လုံးရက်ထားခင်ရဖြတ်တောက်ထားခင်ရလားဆိုတော့နောင်ချိုစစ်ပေးဆောင်တွေရဲ့လိုအပ်ချက်ကတော့ငှက်တဲ့ဘိုင်းဖက်ထီတောင်ရောက်ကုန်ပြီပေါ့နော်နေ့စဉ်စားတောက်တဲ့ဟာကိုလိုအပ်တာစစ်ကောင်စီတပ်ဟာမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနေဆက်မြို့ဖြစ်တဲ့နောင်ချိုမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူအစမတန်ယူကာတံပြန်ထိုးစစ်ဆင်နေရဆိုရင်2025နှစ်စမိုင်းကလေးကဖြစ်ပါလေ နောင်ချိုမြို့ကို TNN တအက်တက်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ဇူလိုင်10ကနေလက်ရှိအချိန်ထိထိတ်ချုပ်ထားတာဖြစ်ပါတယ်။ကျွန်တော်ခုံစော်ဦးပါ။ထိုင်ဝမ်အခြေစိုက်မိုဟိုင်းသင်္ဘောလိုင်းကကိုနေနာတင်သင်္ဘောတစည်းရာအိန္ဒိယအနောက်တောင်ကဲယူရဲမှာတင်းလာနေရမိလာမှုဖြစ်ပွားပြီးပျောက်ဆုံးသွားတဲ့မြန်မာအပါအဝင်သင်္ဘောသား၄ယောက်ကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ဂျွန်လ၉ရက်နေ့နေ့လယ်က MB1 High 503အမည်ရှိတဲ့ တင်မောပေါ်မှာမိလာမှုဖြစ်ပြီးကဲဆဲထားတဲ့တင်မောသား၁၈ယောက်ကိုအိန္ဒိယရေတပ်ကလိုက်ပါဆောင်းလျှောက်ပြီးမန်ဂါယူရှူစိတ်ကဲမှာရှိတဲ့စေယုံကိုပို့ဆောင်ခဲ့တယ်လို့အိန္ဒိယသတင်းမှာဖော်ပြပါဗျ။ထိုင်ဝမ်၂ယောက်အင်ဒိုနီးရှား၁ယောက်နဲ့မြန်မာ၁ယောက်စုစုပေါင်း၄ယောက်ပျောက်ဆုံးနေစေပဲလို့အိန္ဒိယမှာရှိတဲ့တိုက်ပွဲစီးပွားရေးနဲ့ယဉ်ကျေးမှုစင်တာအရာသိရှိရပါတယ်။ MB1 High 503တင်မောဟာစနေနေ့ညနေကသီရိလင်္ကာနိုင်ငံကိုလံဘိုစိတ်ကန်းကနေထွက်ခွာလာတာဖြစ်ပြီးဂျာတာရီနေမှာမွန်မိုင်းကိုရောက်ဖို့အတွက်စီစဉ်ထားတာပါရှင်။ ရခိုင်ပြည်နယ်တောက်ဖြူမြို့နယ်အခြေဆိုင်အမှတ်30နှစ်ရဲတပ်ရင်ကိုအာရခတက်တော်ကဂျုံလအစောပိုင်းကလေးကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာအမှတ်30နှစ်ရဲတပ်ရင်ရဲ့အတွင်းမိုင်းထိကိုအာရခတက်တော်ဘက်ကထိုးပေါက်ထားပြီးတရင်တစ်ခုလုံးကိုပိတ်ဆို့ထားတဲ့အနေအထားမှာရှိရလို့ကြောက်ဖြူကစစ်ရေးသတင်းရင်းမြစ်တအူးကပြောပါတယ်။ လက်ရှိမှာအမှတ်30ရဲတပ်ရင်နားမှာရှိနေတဲ့မင်းတပ်တောင်နှမ်းဖဲတောင်ပြိုင်းစစ်ကင်နဲ့စမုလက်မှုတင်နှန်းချောင်းအားလုံးကိုအာရခတပ်တော်ကသိမ်းပိုက်ထားပြီးမြို့နဲ့၃မိုင်ကျော်လောက်သာဝေးတော့တဲ့ရဲတပ်ရင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အခုတိုက်ပွဲတွေဖြစ်နေတဲ့30ရဲတပ်ရင်ဟာတရုတ်ဆိုရပိုင်ပါဝါချိုင်းနာတဘာဝတံငွေတအားပေးစိတ်ယုံကုန်နစ်တဘာဝတံငွေလက်ခံတူလောင်ပို့ဆောင်ယုံ OGT တို့နဲ့အနီးဆုံးနေရာမှာတည်ရှိနေတာပါ။ ကြောက်ဖြူမြို့မှာစစ်ကောင်စီရဲ့အမှတ်30နှစ်ရဲတပ်ရင်ခလာရ34တပ်ရင် ခမာရ942တပ်ရင်ခမာရ943တပ်ရင်နဲ့ဒညဝရီရေတပ်ဌာနချုပ်တို့တရှိတာဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းရေမပင်ခရိုင်ဆလင်းကြီးမြို့နယ်ကျေးစာကြရွာကိုဂျွန်လာ73ရက်နေ့မနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ဖွဲ့နဲ့ရဲပူးပေါင်းစစ်ကြောင်းကဝင်ရောက်စီးနင်းပြီးဒေသခံပြည်သူ30ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံစီရင်သိရပါတယ်။စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအင်အား100ကျော်ဟာကျေးရွာတွေကိုဝင်ရောက်စီးနင်းပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။မနက်အစောပိုင်းကလက်နက်ကြီးစံတွေကြားရပြီးအိုမရွာဘက်ကိုပြစ်ခတ်နေတာလို့ထင်ပြီးမှ ကျေးစာကြရွာကိုဝင်စီးနေပြီးရွာထဲမှာရှိရတဲ့သူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတာအနည်းဆုံးအယောက်30ကျော်ပါသွားတယ်လို့အနီးအနားကျေးရွာကဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီစစ်ကြောင်းကလက်ရှိမှာမြောက်ရမတရာအနီးပသိမ်မုံရွာလမ်းပေါ်မှာပြန်လဲရောက်ရှိသွားပြီးဖြစ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကိုတစားကန်လုပြီးလမ်းလုံးကြုံရေးယူနေတယ်လို့သိရပါရယ်စစ်ကောင်စီကစစ်ကြောင်းဝင်ရောက်လာတာကြောင့်ဝမ်ပေါင်ကျင်းနီစီမံကိန်းအနီးကကုန်းတော်ဒုံတော်ရင်းမာပင်မြို့နယ်ကျေးစာကြပိန်းရွယ်ချောင်း အင်ဒုံပင်ထန်တော်ကြီးအစရှိရဲ့ကျေးရွာတွေဟာရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါပါရှင်။ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။